ပြီးခဲ့တဲ့နှစ်ရက်လောက်တုန်းကထိုင်းနိုင်ငံဖူခဲမြို့ကကာလမပေါ်မှာမောင်းနေနေတဲ့ PF ကားတစ်စီးရဲ့နောက်တော်ရဲမှာစုံတွဲတွဲရအလိမ်ဆက်ဆန်နေကြတဲ့ဗီဒီယိုအင်တာနက်ပေါ်တက်လာခဲ့တယ်။ရဲတွေကလည်းဒီဖြစ်စဉ်ကိုအသေးစိတ်စုံစမ်းပြီးတော့ဒီဗီဒီယိုထဲမှာပါတဲ့အမျိုးသားကိုနောက်တည့်ရမှာပဲတဖန်လာနိုင်ခဲ့တယ်။အဒီဗီဒီယိုထဲမှာပါတဲ့အမျိုးသားကရုရှားနိုင်ငံသားအတက်က23နှစ်နာမည်ကဂျော်ဂျီယာ။ဒီကောင်ကထိုင်းနိုင်ငံကနေထွက်ပြေးဖို့အတွက်လုံနေပြီ။ ူတော့ဒီဘန်ကောက်ကတူနာပူပြီးလေစိတ်ဆူလာနဖုံပေါ့နော်အဲလေစိတ်မှာရဲတွေကတဖန်လာနိုင်ခဲ့တယ်ဖမ်းမိတဲ့အချိန်ကျတော့ဒီရုရှားနိုင်ငံသားကသူမြင်းတယ်သူကအခုလိုမျိုးကားပေါ်မှာမဟုတ်ဘူးသူကဒီတိုင်းပဲတရုတ်ဆောင်တာလို့ပြောတယ်ရဲတွေကတော့သူပြောတာကိုမယုံဘူးဘာဖြစ်လို့လဲဆိုတော့သူ့ဖုန်းထဲမှာအခုလိုမျိုးပဲဗီဒီယိုတွေအများကြီးကိုတွေ့ရလို့ပြောတယ်ရဲတွေခမနာကတော့ဒီရုရှားနိုင်ငံသားကအခုလိုမျိုးဒီဗီဒီယိုတွေကိုရိုက်ပြီးတော့အင်တာနက်ပေါ်မှာပြန်ရောင်းချတယ်ဆိုပြီးတော့ရဲတွေကတော့ခံမှန်းတယ် ပြီးတော့ဒီဗီဒီယိုထဲမှာပါတဲ့အမျိုးသမီးရောပြတာထပ်ဖမ်းတယ်ဆဆချင်းတင်းနေတက်လာတာကတော့ဒီဗီဒီယိုထဲမှာပါတဲ့အမျိုးသမီးကရုရှားနိုင်ငံသူလို့ပြောတယ်အဲ့မဲ့တကယ်တော့ဖမ်းမိလာတဲ့အချိန်ကျတော့ဒီဗီဒီယိုထဲမှာပါတဲ့အမျိုးသမီးကထိုင်းနိုင်ငံသူအတက်က40နှစ်အဒီမျိုးသမီးပြောတာက तू ကအခုလောဗီဒီယိုရိုက်ဖို့အတွက်ကိုပတ်စံ1000ရရလို့ပြောတယ်ဘတ်1000ရရလို့ပြောတယ် ပြီးတော့ရဲတွေကဒီနေ့6လပိုင်း26ရက်နေ့မှာကားမောင်းတဲ့ကောင်ကိုပြန်တော့ထပ်ဖမ်းတယ်ကားမောင်းတဲ့ကောင်ကရုရှားနိုင်ငံသားပဲအတက်က25နှစ်ဒီကားမောင်းတဲ့ကောင်ပြောတာကသူနဲ့အခုဒီဗီဒီယိုရိုက်တဲ့ကောင်နဲ့တိရ4ရက်လောက်ပဲရှိတယ်လို့ပြောတယ်အဲဒီဗီဒီယိုရိုက်တဲ့ကောင်ကသူ့ကိုလန်ညီရပေါ့နော်အခုလိုမျိုးဒီကားပေါင်းနေပြီးတော့ကားနောက်တွဲမှာလက်ထပ်နေတဲ့ဗီဒီယိုရိုက်ချင်တယ်ဆိုပြီးတော့သူ့ကိုလန်ညီရအဲ့နဲ့သူကလည်းပတ်စံတပြားမှမရှိဘဲနဲ့ free ကားတမောင်းပေးရလို့ပြောတယ် အခုကတော့ဒီကားမောင်းတဲ့ကောင်ကိုပုံမှန်၃ခုနဲ့အမှုဖွင့်နှားပြီအခုလိုမျိုး set creator အလုပ်တွေကတခြားနိုင်ငံတွေမှာဒါတရားဝင်ခွင့်ပြုတာပေါ့နော်ဒီထိုင်းနိုင်ငံတွေမှာတော့တရားဝင်ခွင့်မပြုဘူးအာနိုင်ငံသားတွေဒီထိုင်းနိုင်ငံကိုရောက်လာလို့ရှင်ထိုင်းနိုင်ငံကဥပဒေကိုမလေးစားမကြောက်ဘူးဆိုပြီးတော့လဲအခုဒီထိုင်းနိုင်ငံကလူတွေတော်တော်များများပြစ်တင်ဝေဖန်နေကြတယ်ဒါပဲအခုကတော့၃ယောက်စလုံးကိုဖမ်းမိသွားပြီးကားလည်းတင်သွားပြီโอเคအဲ့လေးလာပြောအားလုံးပဲဆက်ပြေးကြပါစေ